International Education ကကလေးတွေရဲ့အနာဂတ်အတွက်ဘယ်လောက်ထိအရေးပါသလဲ ကလေးတွေကို emotional well being ကောင်းစေတဲ့သင်ကြားရေးနည်းစနစ်တွေ academic ပိုင်းမှာသာမကပဲကိုယ်ပိုင် character development ပိုင်းတွေမှာပါတဆင့်ပြီးတဆင့်ဖွံ့ဖြိုးတိုးတက်လာစေပြီးသင်ကြားရေးနည်းစနစ်တွေကမ္ဘာအဆင့်မီပညာရေးတွေနဲ့ထိတွေ့စေပြီးနိုင်ငံတကာခွင့်အရေးတွေများပြားစေတဲ့ဒီလိုအားသာချက်တွေများစွာကိုဟန်တက်ညီစွာတိုးတက်လာစေတာကတော့ international education ပဲဖြစ်ပါတယ် This modern era, the world is changing rapidly. So, today I'd like to explain why international education has come to play such an important role in shaping children's future. International Education ကကလေးတွေအတွက်ပညာရေးပြင် Creativity, Critical Thinking နဲ့ Problem Solving Skill တွေကိုပါမြင့်တင်သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်ကလေးတွေအနေနဲ့မိမိသက်ဆိုင်ရာနယ်ပယ်တစ်ခုထဲမှာပဲကျွမ်းကျင်နေတာမျိုးမဟုတ်ပဲနဲ့ကမ္ဘာအဆင့်မီအတွေးခေါ်ပိုင်းဆိုင်ရာတွေကိုလည်းဖွံ့ဖြိုးတိုးတက်အောင်မှာဖြစ်ပါတယ်။ English ဘာသာစကားကို secondary language အနေနဲ့ထည့်သွင်းသင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်အခြားဘာသာစကားတွေနဲ့လည်းပုံမူရင်းနှီးကျွမ်းဝင်စေပြီးနိုင်ငံတကာမှာလည်းအလောက်ကိုင်းခွင့်လန်းကောင်းတွေများပြားစွာရရှိလာမှာဖြစ်ပါတယ်။ Speaking ကောင်းတွေကိုလည်းတည်ဆောက်နိုင် ဲ့ရင်းနှီးကျန်းဝင်ခြင်းကလည်းကလေးတွေအတွက်နိုင်ငံတကာကစားကိုထွင်ပေါက်နားလည်စေဦးမှာဖြစ်ပါတယ်။ International Education ဟာ Programming, Coding, AI, Robotics စတဲ့ 21st Century ရဲ့အတတ်ပညာအလုံးကိုအစောပိုင်းထိတွေ့တင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်ကလေးတွေအနေနဲ့အနာဂတ်မှာလိုအပ်လာမယ့်အလုပ်ကိုင်ခွင့်လမ်းပိုင်းဆိုင်ရာ Skills တွေကိုငယ်ရွယ်စဉ်ကတည်းကအကျိုးတင်ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဘာအဆင့်မီပညာရေးကိုလေ့လာရင် self confidence innovation creativity skill teamwork skill social life skill leadership skill တွေအပြင် empathy tolerance စတဲ့ emotional intelligence အပိုင်းတွေကိုလည်းဖွံ့ဖြိုးတိုးတက်လာနိုင်အောင်ပါဖြစ်ပြီးမတူညီကွဲပြားတဲ့ရည်ရွယ်ချက်မှုပိုင်းဆိုင်ရာတွေကိုလည်းလေ့စား That's why I urge parents not to confine your children's education, but to choose a world-class standard of learning. I'm teacher Kevin from Victoria Academy.